2025ခုနှစ်မတ်လ28ရက်နေ့မှာပြင်အားခုနှစ်ဒရမခုနှစ်ရှိတဲ့ကြီးမားတဲ့ငလျင်ကြီးလှောက်ခတ်သွားခဲ့ပါတယ်။ဒီငလျင်ကြောင့်တိုက်တွေအိမ်တွေပြိုလဲခဲ့ရသလိုမန္တလေးရန်ကုန်အဝေးပြေးလမ်းနဲ့မြို့တွင်းလမ်းတွေမှာပါကြီးမားတဲ့အကြောင်းတွေပေါ်လာပြီးတော့လူအများအပြားထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြပါတယ်။အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကတိုက်တွေအိမ်တွေအောက်မှာပိတ်မိနေသူတွေကို အများဆုံးကဲတင်ဖို့အားတုံခွန်ဆိုင်ကြိုးစားနေကြပါတယ်။အရေအတွက်အတိအကျတော့မထွက်လာသေးပေမဲ့ဒီငလင်ကမိသားစုပေါင်းများစွာကိုဝမ်းနဲ့ကြေကွဲစေခဲ့ပြီးတော့ကျွန်တော်တို့ပြည်သူတရလုံးကိုခြောက်ခြားစေခဲ့တာအမှန်ပါ။ဒီဗီဒီယိုမှာတော့ငလျင်ဖြစ်စဉ်ကိုအမြင်အမျိုးမျိုးကနေလေ့လာကြည့်နိုင်ဖို့ရာငလျင်ဆက်လောက်တဲ့နေ့ကဘာတွေဖြစ်ခဲ့တယ်လဲ ကျွန်တော်တို့ပြည်သူတွေဘလောက်အထိဒုက္ခရောက်ခဲ့ရတယ်လဲဆိုတဲ့မှတ်သားအချို့ကိုပါပြသပေးသွားမှာဖြစ်တယ်လို့အိမ်တွေ၊ကျောင်းတွေ၊ဆေးရုံတွေနဲ့တကူကြီးဖျားများစွာလဲပြိုကျပျက်စီးခဲ့ရတဲ့ဒီဘေးဒုက္ခဆိုးကြီးကိုရင်ဆိုင်ကြော်လွှားတဲ့သူတွေကိုတွေ့အတွေ့အကြုံကိုလဲပြောပြပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဒီငလျင်ဘာကြောက်ဖြစ်လာရတယ်လဲဆိုတဲ့မိကွန်းရဲ့အဖြေကိုအယူရှင်ဆုံးအလွယ်ကူဆုံးနားလည်နိုင်အောင် animation နဲ့လည်းဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်။မဟုတ်ဘူး။မဟုတ်တော့အဲ့ဒါဆိုအဝါတော်ဖြစ်သွားပြီ။ခီးတော်ဆောင်းသွားပြီ။ကျွန်တော်ကတော့ဇန်လီပါ။ တာမြေတာစမုံပေါက်မှာပါဆီမှာလေမြန်မာနိုင်ငံအလဲပန်းဒေတာမန္တလေးနဲ့စကိုင်းအနီးတစ်ဝိုက်ကိုဗဟုပြုပြီးပြင်အားခုနှစ်တန်းမှခုနှစ်ရှိတဲ့ပြင်းထန်တဲ့ငလျင်ကြီးလှောက်ခတ်သွားခဲ့ပါတယ်2025ခုနှစ်မတ်လ28ရက်နေ့နေ့လယ်12နာရီမိနစ်50ဝန်းကျင်မှာလှောက်ခတ်ခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံဒေတာအများပြားနဲ့ထိုင်းနိုင်ငံအထိပါခံစားခဲ့ရပါတယ်ဒီငလျင်လှုပ်ပြီးတဲ့အချိန်မှာတော့မန္တလေးနဲ့အနီးနားလူတွေက အဆောက်အုံတွေပြိုကျတာလမ်းမှာအက်ကွဲတာတွေကိုကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးပြည်သူတွေကလည်းအယံကိုထိတ်လန့်သွားကြကအိမ်ထဲကနေအပြင်ကိုအလျင်မြန်ထွက်ပြေးခဲ့ကြရပါတယ်။အစောပိုင်းသတင်းတွေမှာတော့တေဆုံးသူအရေအတွက်အနေငယ်သာဖော်ပြခဲ့ကြပေမယ့်ကယ်ဆယ်ရေးလုပ်ငန်းတွေဇက်တိုက်လှုပ်လာတဲ့အခါမှာပြိုကျမှုတွေအထက်ကလူသေအလောင်းတွေနဲ့အတူသတင်းအချက်အလက်တွေပြန်လည်မောမလိုက်တဲ့အခါမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတေဆုံးသူအရေအတွက်2600ကျော်နဲ့ တရားရရှိသူ3000ကျော်အထိရှိလာပြီလို့သိရပါတယ်ဆက်လက်ပြီးတော့လဲကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်နေကြဆဲပါဒီငလင်ကဘိုးချက်မနေရာကနေမိုင်ပေါင်းများစွာဝေးတဲ့နေရာဒေသအထိပါခန်းစားခဲ့ရပါတယ်မန္တလေးကနေမိုင်600ကျော်ဝေးပေမယ်ဘန်ကောက်မြို့ရဲ့မြေပြော့ပြောင်းမှုနဲ့အတူလူဦးရေတိတ်တိတ်မှုတွေကြောင့်အဆောင်အုံတွေပြိုကျပျက်စီးတဲ့အထိပြင်းပြင်းထန်ထန်ခန်းစားခဲ့ရပါတယ် ဘန်ကောက်မြို့ရဲ့အချို့နေရာတွေနဲ့အထူးသဖြင့်ချက်တူကြပန်းကြာနီးကအထက်30ရှိဆော့လောက်ဆဲအဆောက်အုံတစ်ခုပြိုကျတာကြောင့်ဘယ်လောက်ပိတ်မိနေကြတော့လဲဆိုအခုအချိန်ထိအတိအကျမသိရှိရသေးပါဘူးဗီယက်နမ်နိုင်ငံမှာတောင်ဟန်နွိုင်းနဲ့ဟိုချီမင်းမြို့တွေမှာငလျင်လှုပ်တယ်လို့ခန်းစားရတယ်လို့ဆိုကြပြီးငလျင်တိုင်းတာရေးစစ်ကရိယာတွေထဲကတောင်ကမှုတွေကိုလည်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ် ဒါကြောင့်တိုက်အိမ်မှာနေတဲ့သူတွေအများဆုံးထုတ်ခွာပေးဖို့အစိုးရကအမိတ်ပေးတဲ့အထည်ပဲဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းစိတ်မကောင်းစရာစကိုင်းဒရာအဟောင်းလဲကြိုးသွားခဲ့ပါတယ်။ဒါအပြင်တမိုင်းထဲကအဖိုးတန်အမွေအနှစ်တွေဖျားပထုဇီဒီပေါင်းများစွာပျက်စီးသွားခဲ့ရပြီးတကယ်ကိုစိတ်မကောင်းစရာဖြစ်ရပါတယ်။မန္တလေးကျောင်းအနီးနမ်းမြို့ယူကြီးကလည်းဒီငလျင်ကြောက်ပဲပြိုပြက်သွားခဲ့ပါတယ်။ မန္တလေးမှာကအဆိုးဆုံးလို့ပြောလို့ရပြီးတလန်းလုံးကတိုက်တွေလူနေအိမ်တွေအစင်အလိုက်ပြိုကျသွားခဲ့ရပါတယ်မန္တလေးလေဆိုင်မှာလည်းပျက်စီးဆုံးရှုံးမှုအများအပြားဖြစ်ပွားခဲ့သလိုခီးတဲ့တွေဆိုလေရင်ပြေးလန်းတွေအပေါ်တက်ပြေးထိုင်နေကြရပါတယ်အေးလေးမှာတော့လူနေအိမ်အဆောက်အုံနဲ့ဖောင်တို့ဦးဖျားဇောင်းသားလဲဒီငလျင်ကြောက်ကြိုးကြကုန်ပါတယ်မန္တလေးရန်ကုန်အမြန်လန်းတွေမှာဆိုရင်လဲအတော်လေးပျက်စီးသွားခဲ့ရပါတယ် မန္တလေးတိုက်တက်မဆိုးရင်ဓမ္မရခိတကျောင်းဆောင်ဟာကြည်နေရင်းနှက်ကိုစိတ်မကောင်းစွာပြိုကျသွားခဲ့ပါတယ်မန္တလေးဖျားကြီးလို့ခေါ်တဲ့အဟာမျက်မှုနိဖျားဟာဆိုရင်အတော်လေးပျက်စီးကုန်ပါပြီအောင်ပါမြို့ဟိုတယ်ပြိုကျမှုကလည်းလူတွေအများကြီးပိတ်မိနေကြောင်းလည်းသိရပါတယ်အခုလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာတော့အခြေအနေတွေရှုပ်ထွေးနေစဲပါ နှိရှေလများပြည်တွင်းစစ်မိတောက်နေတဲ့ကျွန်တော်တို့နိုင်ငံမှာကယ်ဆယ်ရေးလုပ်ငန်းတွေဆုံးရွက်ဖို့အရန်ကိုခက်ခဲနေပါတယ်ပစ္စည်းအထောက်အပံ့နဲ့အခြေခံအဆောက်အအုံပျက်စီးမှုနဲ့ကြုံတွေ့နေရတဲ့ဒေသများစွာကတော့ဒီငလင်ကြောင့်လက်ရှိလူသားချင်းစာနာမှုအခြားအသေးကိုပုံမဆိုးရစေပါတယ်ဒီလိုဒုက္ခကြီးကြုံတွေ့နေရတဲ့ကျွန်တော်တို့မြန်မာပြည်ကြီးကိုနိုင်ငံတကာမှအကူအညီတွေစတင်ရောက်ရှိလာကြောင်းလည်းသိရပါတယ်တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ရုရှားရဲ့ပါပို့မှုအမေရိကန်ရဲ့အကူအညီမှုနဲ့အိန္ဒိယရဲ့ဖိမှန်မှုကာလန့်ကျက်တွေရောက်ရှိလာပါပြီဒီကြီးမားတဲ့ငလျင်ကလူတွေရဲ့ဘဝတွေကိုသာမကငလျင်ကြိုတင်ခမရခက်ခဲမှုတွေကိုပါထင်ဟစေပါတယ်တိုက်ပံပညာရှင်တွေက tectonic ပညာလှောက်ရှားမှုကြောင့်ငလျင်အနေနဲ့မြင့်မားတဲ့ဒေသတွေကိုပေါ်ထောက်နိုင်ပေမယ့်ကျွန်တော်တို့မြန်မာနိုင်ငံကတော့စကိုင်းဖော့အနည်းမှာတည်ရှိနေပါတယ်ငလျင်လှောက်မဲ့အချိန်အတိကျကိုတော့ကြိုတင်မသိရှိနိုင်သေးပါဘူး ဒီငရင်ကနှစ်ပေါင်းများစွာစုပြောင်းထားခဲ့တဲ့ဖိအားတွေကိုဆက်ကပိုင်းအတွင်းထုတ်လုပ်ခဲ့တာဖြစ်ပြီးဒီဖြစ်စဉ်ကတဘာဝရဲ့ကြိုတင်မခမှန်းနိုင်ဆုံးအရာတွေထက်ကတစ်ခုပဲဖြစ်ပါတယ်။ဒါဆိုဒီငရင်ဘယ်လိုဖြစ်ပေါ်စေတယ်လဲ။ဘာလို့ကြုံမသိရတယ်လဲဆိုတာတွေကိုလေ့လာကြည့်ရအောင်ပါ။ကျွန်တော်တို့နိုင်ငံကစကိုင်းဖော့စ်လို့ခေါ်တဲ့စကိုင်းပြရွေးမြေလွှာအကြီးစားအက်ကွဲချမ်းတစ်ခုအပေါ်မှာတည်ရှိလို့နေပါတယ်။ဒီနေရာမှာအိန္ဒိယမြေလွှာဒူဂျီက မြမမေလွာကိုတွန်းကန်နေပါတယ်။နှစ်ပေါင်းများစွာအကြာဒီမေလွာတွေတဖြည်းဖြည်းချင်းရွေးလျားရာကနေများစွာသောဖိအားတွေစုပေါင်းလာပါတယ်။ဒီဖိအားတွေလွန်ကဲလာတဲ့အခါကြောက်လွာတွေက မခံနိုင်တော့ပဲရုတ်တရက်လွတ်ထွက်သွားပါတယ်။ဒီလွတ်ထွက်မှုကပဲကျွန်တော်တို့ခေါ်နေကြတဲ့ငလျင်ဆိုတဲ့ဘေးစိုးကြီးပဲဖြစ်ပါတယ်။ USGS လို့ခေါ်တဲ့ဘူမိဗေဒစစ်တမ်းတွေအရာ 2025ခုနှစ်မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ငလျင်ဟာစကိုင်းပြရွေတခြားမြေလွာရုပ်ရည်ရွေလျားမှုကြောင့်ဖြစ်ပေါ်လာခဲ့တယ်လို့ဆိုပါတယ်။ဒီငလျင်ကမြေမျက်နှာပြင်အောက်30ကီလိုမီတာအနည်းလောက်မှသာဖြစ်ပွားခဲ့တဲ့အတွက်ကမ္ဘာမြေမျက်နှာပြင်နဲ့အရန်ကိုနှိကပ်ပြီးလှုပ်ထွက်သွားတာပါ။ဒါကြောင့်ပဲအဆောက်အုံတွေလမ်းတွေကအရန်ပြင်းထန်တဲ့လှုပ်ခတ်မှုနဲ့ခံခဲ့ရတာလည်းဖြစ်ပါတယ်။ USGS ကပညာရှင်တွေရဲ့အဆိုအရ ဒီငလျင်ရဲ့နည်းနည်းမှုကလှောက်ခတ်မှုကိုပုံမူပြင်းထန်စေပြီးတော့မြင်းနေပြင်းနဲ့နေတဲ့နေရာတွေမှာပျက်စီးမှုပုံများစေခဲ့တာပါဘန်ကောက်လိုမြေပြော့ပြောင်းတဲ့နေရာမှာငလျင်လှိုင်းတွေပုံမူပြင်းထန်စွာနဲ့ခံစားရတတ်ပါတယ်အခြားတစ်ဖက်မှာတော့ပြောင်းပြအနေနဲ့မာကြောတဲ့မြေလွာတွေရှိတဲ့နေရာမှာတော့ငလျင်လှောက်ခတ်မှုကိုအတိုင်းအတာတစ်ခုအထိရောပါးစေနိုင်ပါတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာတော့မြေပြော့ဒေသတွေနဲ့ငလျင်တန်းခိုင်နိုင်စွာနေတဲ့ အဆောက်အုံဟောင်းတွေယောနှောနေတာကိုတွေ့ရပါတယ်။ဒီအချက်တွေပေါင်းစပ်မိတာကြောင့်ပဲဒီကြီးမားတဲ့ငလျင်မှာဆိုးရွားတဲ့ပျက်စီးမှုတွေဖြစ်ပေါ်စေခဲ့တာပါ။တကယ်တော့ငလျင်ဆိုတာတစ်ချိန်တည်းနဲ့ဖြစ်ပြီးသွားတဲ့ဖြစ်စဉ်တွေမဟုတ်ပါဘူး။အဓိကငလျင်ကြီးဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ နောက်ဆက်တွဲငလျင်တွေဆက်တိုက်ဖြစ်လေရှိတတ်ပါတယ်။ဒီဖြစ်စဉ်မှာပြင်အား9.9ရှိတဲ့အဓိကငလျင်ဖြစ်ပြီး7မိနစ်အကြာမှာပဲ ပြင်းအား6တန်းမှ4ရှိတဲ့ပြင်းထန်တဲ့နောက်ဆက်တွဲငလျင်တစ်ခုထပ်ဖြစ်ခဲ့ပါတယ်။ဒီနောက်ဆက်တွဲငလျင်ကပဲကဘာမြေလွှာတွေဖိအားအစ်ကိုဆလက်ထင်းကြီးရင်ကနေဖြစ်ပေါ်လာတာပါ။အထူးသဖြင့်အဓိကငလျင်ကြောင့်အပြော့နေပြီးသားအဆောက်အုံတွေကိုပုံမူပြည့်စည်စေတဲ့အတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းအနှောင့်အယှက်ဖြစ်ပေါ်စေပါတယ်။ကြီးမားတဲ့ငလျင်တစ်ခုဖြစ်ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်တွေကရတလပတ်ပေါင်းများစွာတခါတည်းရန်လှပေါင်းများစွာအထိဆက်လက်ဖြစ်ပွားနိုင်ပါတယ်။ ါကြောင့်ဒေသခံတွေနဲ့အရေးပေါ်ကယ်ဆယ်မှုတွေကနောက်ထပ်ငလျင်လှုံ့နှိုင်းကြီးအတွက်အမြဲတမ်းသတိထားပြီးအစဉ်အသိဖြစ်နေဖို့အရန်ကိုအရေးကြီးပါတယ်။ဒီကြီးမားတဲ့ငလျင်ကြောင့်ဖြစ်ပွားခဲ့ရတဲ့ဆုံးရှုံးမှုတွေ၊နာကျင်မှုတွေကကျွန်တော်တို့ရဲ့နှလုံးသားတွေကိုများစွာခြောက်ခြားစေပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာလူပေါင်းများစွာအသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီးဒီလိုပျက်စီးဆုံးရှုံးမှုတွေအကြားပြန်လည်တည်ဆောက်ရမယ့်အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဒီလိုအခက်အခဲဆုံးအချိန်မှာကျွန်တော်တို့အနေနဲ့ပြည်သူတွေနဲ့အတူအားပေးရည်တည်နေပါတယ်။မိသားစုဝင်တွေဆုံရှုံရတဲ့ဒုတိုင်းကိုလည်းနှလုံးသားထဲကဝမ်းလဲမှု၊နာကျင်မှုတွေကနေ အားပြန်ယူနိုင်ဖို့ဆူတောင်းရင်းအသက်ဆုပ်ပြီးကယ်ဆယ်နေကြတဲ့သူရဲကောင်းတွေ၊ကူညီပေးနေတဲ့သူတွေကိုလည်းအတင်တို့ရဲ့ဇွဲနဲ့စေတနာကိုကျွန်တော်အနေနဲ့နှလုံးသားထဲကအတိမတ်ပြုကျေးဇူးအထူးတင်ပါတယ်။ ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုနေကြတဲ့သူတို့တယောက်ချင်းစီတိုင်းကိုလည်းယုံကြည်စိတ်ချရတဲ့ပရဟိတအဖွဲ့တွေစီလူတန်းချင်းဒုက္ခရောက်နေသူတွေအတွက်စုမုံကောင်းတောင်းပေးခြင်းများပြုလုပ်ဖို့တောင်းဆိုခြင်းပါလေလူသားချင်းစာနာမှုနဲ့အတူအတူတကွရည်တည်ကြပါစို့လို့ပြောကြရင်းဒီဗီဒီယိုကိုဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်